အခုကျွန်တော်ပြောပြမယ့်နီလန်းနေနဲ့ပြားရည်ကိုအတူအဆစ်ခွဲကြလို့ရပါတယ်အလောင်းဝဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတေးရန်ထုံးမဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကပြားရည်ကိုအတူအဆစ်ခွဲကြလို့ရတဲ့နီလန်းလေးတွေကိုပြပြပေးသားမှာဖြစ်ပါတယ်ပထမဆုံးအချက်အနေနဲ့ကကြတော့ပြားရည်တစ်ဖက်စားဆုံးတစ်စုံကိုရေးဖြည့်ထားတဲ့ဖန်ခွက်ထဲကိုထည့်ရမှာဖြစ်ပါတယ်တကယ်လို့ပြားရည်ကဆစ်တယ်ဆိုလို့ရှိရင်အများအားဖြင့်ပြားရည်က ရေနဲ့တူမပျော်ဝင်သွားပါဘူးအချိန်ကြာမှလာပျော်ဝင်သွားတာဖြစ်ပါတယ်။မှွေလိုက်မှသာပျော်ဝင်သွားတာဖြစ်ပါတယ်။ကြားရည်အတုဆိုလို့ရှိရင်တော့အလွယ်တကူပျော်ဝင်သွားတာဖြစ်နိုင်ပါတယ်။ဒါကတော့ပထမအချက်ဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကကြတော့လက်မနဲ့ဆန်သက်တာဖြစ်ပါတယ်။ပြားရည်တစ်စက်ကိုယူပြီးတော့လက်မပေါ်တင်ကြည့်လိုက်ပါ။ပြားရည်စစ်တယ်ဆိုလို့ရှိရင် အများအားဖြင့်လက်မပေါ်မှာပြားရည်အဆက်က ုံစံမပြတ်ပဲနဲ့ရှိတတ်ပါတယ်တကယ်လို့ပြားရည်အတုဆိုလို့ရှိရင်เนาะပြားရည်ကအဆက်ပုံစံမဟုတ်ပဲနဲ့ချက်ချင်းလက်မပေါ်မှာပြန့်သွားမှာဖြစ်ပါတယ်ဒါကတော့ဒုတိယချက်ဖြစ်ပါတယ်တတိယချက်နေနဲ့ကကြတော့မိရှုပ်ပြီးတော့စမ်းသပ်ကြည့်ရမှာဖြစ်ပါတယ်ဝါကုန်းတစ်ခုကိုယူလိုက်ပါပြားရည်စိမ့်လိုက်ပါပြီးလို့ရှိရင်အဲ့ဒီဝါကုန်းကိုမိရှုပ်ကြည့်ပါတကယ်လို့ပြားရည် စစ်တယ်ဆိုလို့ရှိရင်အများအဖြစ်အဲ့ဒီဝါကုန်းကမိလောင်သွားမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရေပါဝင်မှုနည်းလို့ဖြစ်ပါတယ်။တကယ်လို့ပြားရည်အတုဆိုလို့ရှိရင်တော့ဝါကုန်းကအလွယ်တကူမိမလောင်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ရေပါဝင်မှုများလို့ဖြစ်ပါတယ်။ဒီနီးလန်းနဲ့လည်းဒါစမ်းသပ်ကြည့်လို့ရပါတယ်။ဒါတော့တရားချက်ဖြစ်ပါတယ်။လေကူးမြောက်အချက်အနေနဲ့ကကြတော့ဘယ်လိုစမ်းသပ်မလဲဆိုလို့ရှိရင်ပြားရည် အစစ်ဆက်လို့ရှင်အချိန်ကြာလာတာနဲ့အမျှအနေကြာလာတတ်ပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အခါမှာပလင်းရဲ့အောက်ခြေမှာပြားရည်အနေကြာတဲ့အဆိုင်ခဲတွေကိုတွေ့ရမှာဖြစ်ပါတယ်။ပြားရည်အတုဆိုလို့ရှင်တော့အများအပြည့်အနေကြာလေမရှိပါဘူး။ပြားရည်ကဒီအတိုင်းပဲနှစ်ပေါင်းများစွာကြာသည့်တိုင်အောင်ပုံစံမပြတ်ရှိနိုင်ပါတယ်။ဒါကတော့၄ခုမြောက်ချက်ဖြစ်ပါတယ်။ ခုကျွန်တော်ပြောသွားတဲ့နီလန်လေးခုကအများအဖြစ်မှန်ကန်တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့တချို့သောပြားရည်တွေကိုဒီနီလန်နေနဲ့ဆက်သက်တဲ့အခါမှာတော့အဖြေမှားကောင်းမှနိုင်ပါတယ်။အားကြောင့်မလို့ပြားရည်ကိုဝယ်တဲ့အခါမှာစိတ်ချရတဲ့စီကဝယ်ဖို့လိုအပ်ပါတယ်။စိတ်ချရတဲ့ကုမ္ပဏီစိတ်ချရတဲ့တစိကိုဝယ်သုံးပါ။ဒါအပြင်ဦးမှာပြားရည်ကိုထိမ့်သိမ်းတဲ့အခါမှာဘယ်လိုထိမ့်သိမ်းရမလဲဆိုတာကိုလည်းအကျဉ်းအဖြစ်ပြပြပေးသားမှာဖြစ်ပါတယ်။ပြားရည်ကို ထိမ့်သိမ့်မှန်ဆိုလို့ရှိရင်ညောင်ကြီးထိတွေ့လို့မရပါဘူးပြီးလို့ရှိရင်ပြားရည်ကိုရေခဲတက်တာထဲမှာမသိမ့်ထားပါနဲ့ပုံမှန်အခန်းအပူချိန်မှာပဲသိမ့်ထားပြီပါပြီးလို့ရှိရင်ပြားရည်ကိုတောက်တဲ့အခါမှာအများအဖြစ်မကြိုချက်တင်ပါအောင်စူပွားအောင်မကြိုချက်တင်ပါအောင်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးစူပွားအောင်ကြိုချက်လိုက်မယ်ဆိုလို့ရှိရင်ပြားရည်မှာပါဝင်တဲ့အာဟာရဓာတ်တွေ ျက်စီးသွားနိုင်လို့ပဲဖြစ်ပါတယ်။ဒါကတော့သတိထားမယ့်ချက်ဖြစ်ပါတယ်။ဒါအပြင်ဥမာပြားရည်ကိုတိမ့်ဆဲတဲ့အခါမျိုးမှာကောင်းတာကတော့ဖံပလင်းနဲ့တိမ့်တာအကောင်းဆုံးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အချိန်ကြာလာလို့ရှိရင်ကော်ပလင်းနဲ့တိမ့်ဆဲတာကတကယ်လို့အဲ့ဒီကော်ပလင်းကမကောင်းတဲ့ပလတ်စတစ်အမျိုးအစားကိုအသုံးပြုထားမယ်ဆိုလို့ရှိရင်အနေရရှိတဲ့ဓာတ်ရုပ်ပစ္စည်းတွေထွက်ကောင်းထွက်လာနိုင်ပါတယ်။ဖံပလင်းကတော့အဲ့လိုမျိုး မဖြစ်နိုင်ပါဘူး။အားကြောင့်မလို့တက်နိုင်သမျှဖမ်ပလင်းနဲ့ပိန်ဆင်းထားတာကတော့အကောင်းဆုံးဖြစ်ပါတယ်။ကိုကခဏတစ်ဖြုတ်ရေတို့အသုံးပြုမယ်ဆိုလို့ရှိရင်ကော်ပလင်းပြဿနာမရှိဘူး။ဒါပေမဲ့နှစ်ပေါင်းများစွာကြာပိန်ထားမယ်ဆိုလို့ရှိရင်တော့ဖမ်ပလင်းကအကောင်းဆုံးဖြစ်ပါတယ်။ဒါကတော့သိထားရမယ့်ချက်တွေဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။သိချင်တာရှိရင်ကိုမမမေးလို့ရပါတယ်။